သင်ပေးတဲ့သူတွေရှိရပြီးတော့စီနီယာတွေရှိရပေါ့နော်ဥပန်းသီးတို့အဲ့လိုမျိုးရှိတဲ့ခါကျတော့ကျတော့ကကြဘာမှမသိဘူးတခါမှလည်းပြဿနာမကဘူးဆိုတော့လေသူတို့ရဲ့သင်ပေးတဲ့ပုံစံတွေလိုက်ပြီးတော့နားထောင်ပြီးတော့မှလိုက်လို့ရပါပေါ့နော်ဟုတ်အဆင်ပြေပြေနဲ့လည်းပြီးမြောက်ခဲ့ပါတယ်။ကြည့်စစ်ချင်းလားဆိုတော့อืมအများကြီးလိုက်ကြည့်စစ်ချင်တာပေါ့ဒါပေမဲ့အများတိုင်းကြောခဏခဏပြောနေတဲ့အတိုင်းပဲကြောဒီမှာဆိုလို့ရှိရင်ကိုယ့်ဘာတော့ကအဆဆုံးလို့ရတယ်ရွှေချိုးပြိုင်တော့လည်းအကုန်လုံးဆဆုံးမလုပ်ခဲ့ရဲအဲ့တော့တခါလေးကြောက်ရွှေနေနဲ့အားငယ်တဲ့စိတ်တော့ဖြစ်တာပေါ့နော်ဆိုတော့သူများရဲ့မှာနောက်ကနေပြီးတော့အမေလေးလိုက်နေ တယ်မိသားစုလိုက်နေတဲ့အချိန်မှာအော်ကိုကတော့ဒီကိုဘိန်းသားမှရှိရဲ့လူတွေနဲ့ကိုရခင်နဲ့သူတွေနဲ့အာโอเคအဆင်ပြေမလားအဲ့လိုတို့ဘိန်းသားနေပြောတို့တဖောက်ဖောက်ပြောတယ်ကိုဘာလိုအပ်ချက်ရှိလဲဘာများလွဲတခါကြီးရလို့ရှိရင်လည်းကိုမသိလိုက်ပဲနဲ့လွဲမားလိုက်တဲ့ဟာလေးရှိရပေါ့နော်ကိုကတော့ကိုကိုတတိထားမိမှာမဟုတ်ဘူးဒါပေမဲ့ဘေးကလူတွေကတိနေတဲ့ခါကြလို့ရှိရင်ဘာကြီးလုပ်ရမလဲဘာကြီးပြင်ဆင်ရမလဲပြီးလို့ရှိရင်ဘာကြီးလိုအပ်လဲဆိုတော့တို့ကပြောပြပေးရပါတော့သူတို့ပြောပြပေးတဲ့ဟာလိုက်နားထောင်ပြီးတော့သူတို့ comment လေးတွေကိုကပြန်ပြောင်းလဲပြီးတော့မှ ကောင်းအောင်ပို့ပြီးတော့စူးစမ်းရတာအများကြီးပါပဲဆိုတော့အဓိကတော့တခါကျစိတ်မကောင်းဖြစ်တဲ့ခါတော့ရှိရပါတော့ဆိုတော့တခါကျရင်ကိုသူများဘိန်းနားမှာကြည်လိုက်လို့ရှိရင်အမေပါမယ်အမကြီးပါမယ်အဲပြီးလို့ရှိရင်တို့အိမ်ကလူတွေပါတယ်အဲသူဆိုရင်ကိုလို့ရှိရင်အဲ့လိုမျိုးအစအဆုံးကိုလိုက်လုံနေတဲ့အချိန်မှာတို့ကလိုက်လုံဆရာမလို့အဲတို့ဘိန်းနားမှာအမေရှိရဲ့အင်းဒီပုံစံဆိုလို့ရှိရင်လည်းကိုဆိုလို့ရှိရင်ပိတ်ဆဆိုင်သွားရတယ်ပိတ်ဆသွားရွေးရတယ်ကိုဒီဇိုင်နာအဲ့ရတယ်အဲ့လိုမျိုးအစအဆုံးပေါ့နော်ကိုကိုကိုအစအဆုံးလုံနေတဲ့အချိန်မှာတို့မှာဘာမှလုံဆရာမလို့အမေစီစဉ်ပေးတယ်အမကြီး စီစဉ်ပေးရဲဆိုတာတခါကျရင်အများကြီးအားကြမိတာတော့ရှိပါတယ်ခုတလာတော့ကြောကြောညာရဲ့ရိုက်ဖြစ်တယ်ပေါ့နော်။ဟိုနေ့ကဆိုလို့ရှိရင်ပြဆက်လေးမှာပေါ့ဖြစ်ပါတယ်။ဟုတ်ပြဿနာလေးမှာပေါ့ပြည့်တဲ့အကြောင်းကိုပြောပြပါမယ်။အဲပြဿနာလေးမှာပေါ့နော်။မြန်မာနိုင်ငံရွှေရှင်စီရောနေပြီးဦးစီးပြီးရော travel safe အဲ brushing နဲ့ bubble frame ကနေပြီးတော့ပေါ့နော်ပေါင်းပြီးတော့လုပ်တဲ့ငါတို့အားလုံးတို့အတူတူဆိုတဲ့ပြဿနာလေးမှာတတော်တနေရာနေပြီးပေါင်းရအဖြစ်ပေးထားပါတယ်ရှင့် proposal လေးလဲဆိုတော့ တောတူမာလေးနေရပေါ့နော်တောတူမာလေးနေရပေါင်းထားပါတယ်အထွေးချုပ်နေရတာဆိုလို့ရှိရင်တော့အဓိကတော့ကိုယ်စီနီယာကြီးပြောရမှာပေါ့နော်ကိုယ်စီနီယာကြီးဖြစ်တဲ့မချူလေးတို့အမ်ပြီးလို့ရှိရင်အများကြီးအားကြရတယ်အခုကောင်းမက်ဆန်ဆိုလို့ရှိရင်အရန်တော်တယ်ပေါ့နော်သူ grinder လောကထိမိနေအဲ့လိုမျိုးပေါ့ grinder ဘလို့အသက်သွင်းလဲပြီးလို့ရှိရင်ဘလို့အာယုဆိုင်လဲဘလို့လောက်လဲဆိုတော့အဓိကစီနီယာကြီးဆီကနေပြီးတော့ပညာရေးတက်ခွဲရတာပေါ့နော်ဟုတ် ပြဆက်ကကြလို့ရှိရင်တော့အောက်ကနေပြပြဿနာတွေကြည့်နေရလीနော်ဟိုအားကြောင့်ကင်မရာနဲ့ရဲလို့ရှိရင်တော့အနီးကကိုချိန်လို့ရရပြဆက်ကကြောင့်ကို့အဝေးကနေကြည့်နေရတဲ့ကြောင့်မလို့ပေါ့နော်ပြဿနာစီကိုရအောင်အတန်းဘလို့အနေထားဘလို့ပြောရမလဲပြီးလို့ရှိရင်ပို့ပြီးတော့ ID ဆိုလို့ရှိရင်လည်း over ID နည်းနည်းလုပ်ရရပေါ့နော်အဲ့လိုမျိုးပေါ့နည်းနည်းလောက်ကပါတယ်ပြဆက် makeup နဲ့ရုပ်ရှင် makeup ဆိုလို့ရှိရင်ဒါကျောရဲ့ကျောရဲ့ makeup artist ကိုမေးရမှာထင်တယ်တော်တော့ကောင်းဆုံးလုပ်ပေးထားပါတယ်ဟုတ်အဟုတ်တယ်ပြီးတော့ပေါ့နော်ဒီမှာသင်ပေးတဲ့သူတွေရှိရပြီးတော့ senior တွေရှိရပေါ့နော်ဥပန်းတီတို့အဲ့လိုမျိုးရှိ တဲ့ခါကျတော့ကျတော့ကကြဘာမှမသိဘူးတခါမှလည်းပြဿနာကဘူးဆိုတော့လေသူတို့ရဲ့သင်ပေးတဲ့ပုံစံတွေကိုလိုက်ပြီးတော့နားထောင်ပြီးတော့မှလိုက်လို့ရပါဘောနော်ဟုတ်အဆင်ပြေပြင်းနဲ့လည်းပြင်းပြောက်ခဲ့ပါတယ်တခါမှတော့မကြည့်ဘူးဒါကတော့ကျတော့ပထမဆုံးဘွားမှာပထမဆုံးလို့ပြောလို့ရတယ်အဲပြီးလို့ရှိရင်ပထမဆုံးကိုပါတော့တူဆောင်ရရပါဘောနော်အဲ့လိုမျိုးလေးပေါ့ဆိုတော့စင်နောက်ကဗနီတာဘလို့ရှိလဲပြီးလို့ရှိရင် senior တွေအဲ့ grinder ဘလို့အသက်သွင်းလဲပေါ့အဲ့ဒါအများကြီးလေးလာခွင့်ရလိုက်ပါတယ်ငငယ်ဆိုလို့ရှိရင်တော့ပြဿနာဆိုတာထက်လေငါဟာတာအဲ့လိုမျိုးမင်းသားမင်းသမီးနဲ့ကတာတွေ ပြီးရှင်နောက်ကဟာတာရေဖောက်တာအဲအညိတ်ပေါ့အဲ့လိုမျိုးဟာရတော့ကြီးဖြစ်တယ်ဟုတ်ဟာတာဘယ်လိုပေါ်ကြာအဟာတာတော့သဘောကြာတယ်မင်းနေတော့ခက်တယ် ဟာသားသူဆောင်ရတော့အများကြီးပါတယ်။တို့တို့ကလေတို့နေနေလို့တို့လေတို့ရဲ့ဘယ်လိုပြောမလဲ daily life မှာကွာတို့ဟာသားကြီးဖောက်နေ။တို့ရဲ့စကားပြောပြောနေတယ်တို့ဟာသားကြီးဖောက်တယ်။အဲ့အဲ့လိုမျိုးဆိုတော့တို့ဟာသားပုံစံတိတက်ကြီးဟာသား grinder ဆိုတဲ့အဲ့လိုတိတက်ထွက်နေမှာမဟုတ်ဘူးနဲ့တို့ရဲ့ daily life မှာကိုယ်ကအဲ့လိုဟာသားပုံစံလေးနဲ့နေကြရတယ်။အဲ့လိုတို့နဲ့စကားပြောလို့ရှိရင်လည်းပျော်တယ်ပြီးလို့ရှိရင်ဟာသားကြီးဖောက်ဖောက်ပြီးစကားပြောရတယ်ပေါ့အဲ့လိုမျိုးလေ။အဲကျတော့ပထမဆုံးနေ့ဆိုလို့ရှိရင်ရုပ်ရှင်စီးရုံးမှာပေါ့နော်။အာ grinder စပြီးတော့ ဘယ်သူက background တရမလဲဆိုတဲ့ဟာအစပြော grinder ပေးရပါတော့ပြီးလို့ရှိရင်ကျတို့ရုပ်ရှင်စီးအောင်မှာဇာတ်တိုက်တယ်ပြီးလို့ရှိရင်နောက်ဆုံးဆိုလို့ရှိရင်အမ်ပြဇာတ်မှာပေါ့နော်အဲမျိုးသားပြဇာတ်ရုံမှာသွားပြီးတော့အမ် rehearsal လုပ်တယ်ပြီးလို့ရှိရင်နောက်နေ့ကျလို့ရှိရင်တော့ live show ဖြစ်တဲ့အတွက်ကြောင့်မလို့အမားရွေးခံလို့မရဘူးလေအဲ့ဒီခါကျတော့ လိုဟာဇလဲလောက်တယ်ပြီးလို့ရှိရင်နောက်နေ့ကြလို့ရှိရင်တော့တိတ်ချာလဲပြင်ဆင်ထားပါတယ်ဟုတ်တကယ်ကဲနေရတော့อืมဘယ်လိုပြောမထိုင်းပြီးတော့မယ်ဒါအဆင်ပြေပြင်းနေပြီးမယ်ဆိုတော့ဟာဇနေ့မှာတိနေရဆိုတော့လေကိုကိုရုပ်ကြည့်မှုတော့ရှိပါတယ်ဆင်မမဟာကိုကိုကြည့်နေတာဆိုတော့လေကျတော့ကိုကိုကိုအဲ့ဒီအချိန်မှာတော့အများကြီးတော့မကြည့်ဖြစ်ဘူး။ကိုကိုဂရိုင်ဒါဘလို့ရှိခဲ့လဲပေါ့နော်။အဲ့ဂရိုင်ဒါလေးတိုင်းတော့နေခဲ့ပါတယ်။ကိုကိုဂရိုင်ကြုံရတဲ့လွယ်ဆိုလို့ရှိရင်ခေါင်းစည်းချိုးလေးပြုတ်ချပြီးကစိမ်းမောမှာချန်ခဲ့။အဲ့ဒီတကူကတော့လွယ်တစ်ခုပါပေါ့နော်။တတိမထားမိလိုက်ဘူး။အထဲဝင်ပြီးတော့ ီးတော့မှကြည့်လိုက်တော့မှခေါင်းစီကျိုးလေးကြံခဲ့ရဲဆိုပြောပြောတော့စင်ကြည့်လိုက်တော့အဲ့မှာခေါင်းစီကျိုးလေးအောက်မှာကျရပြီးတော့ကြံခဲ့ခုတယောက်လေးကြံခဲ့ဘယ်သူမှမသိပြီးတော့မှဘေးရီပြောတော့ဟဲ့ခေါင်းစီကျိုးလေးကြံခဲ့ရပဲဆိုအဲ့လိုမျိုးအလွယ်လေးတခုတော့ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ကြီးကြီးမားမားတော့လွယ်ရတော့မရှိပါဘူးပထမတော့ကတော့သူတော့သူမှလေး grinder နေလောက်ရမှာဆိုတော့နည်းနည်းလေးတော့အဲ့ grinder ပေါ်မှာတော့တမျိုးလေးတော့ဖြစ်မိတာပေါ့နော်တောသူမလေးလောက်ရမယ်ပြီးလို့ရှိရင်အဲ့တောသူမလေးကပုံမှန်တာမှန်တောသူမလေးမဟုတ်ဘူးသူကဘယ်လိုလဲဆိုတော့အဲ့အကိုတယောက်က အဲ့သူအိမ်ရှင်မှာခဏခဏလာချောင်းနေရအဲ့လာချောင်းနေတဲ့အကိုကနေပြီးတော့သူသူတို့ရဲ့အိမ်မှာမလို့ဘောင်းတော့ညီညီမလို့ပြောမှာညီမ၃ယောက်ရှိတယ်။ဒါပေမဲ့သူကလူကျောင်းကနေပြီးတော့စာပေးလိုက်တယ်။အဲ့ညီမ၃ယောက်ကဘုသူ့ပေးလို့ပေးမှမသိဘဲနဲ့အကုန်လုံးလိုက်လာကြတယ်။အဲ့တော့အဲ့၃ယောက်ကအဲ့အိမ်အကိုကလည်း၃ယောက်လုံးယူလိုက်တယ်။အဲ့လိုမျိုးလေဆိုတော့ ကိုတက်ကတော့နည်းနည်းတော့ထူးဆန်းနေတာပေါ့နော်အဲအဲ့လိုမျိုးအပြင်မှာတော့အဲ့လိုမျိုးဖြစ်မှာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ grinder ကြီးကိုကိုသွင်းရတော့မှဆိုနည်းနည်းလေးတော့မျိုးဖြစ်မိတာပေါ့ဟုတ်ပါတယ်ပြီးလို့ရှိရင်ဒီဟာတော့ငယ်လေးဘေးအတွက်ပြန်လဲထူထောင်ရေးအတွက်ပေါ့နော်ဆိုတော့ကျတော့အကုန်လုံးကုသလဲရရပြီးလို့ရှိရင်တွေ့ကြုံတက်လဲရမယ်အထူးကတော့မချူလင်းလည်းတွေ့ရမှာပေါ့ကျတော့မချူလင်းအမြဲကြည့်နေတာပြီးလို့ရှိရင်သူအရန်တော်တယ်အဲသူ grinder တစ်ခုကိုယူလိုက်ပြီဆိုလို့ရှိရင်အဲ့ grinder ဘလို့မူးသွင်းလဲပြီးလို့ရှိရင်သူဒီဟာပေါ့နော်အသက်ဝင်အောင်ဘလို့အသက်သွင်းလဲဆိုတဲ့ဟာအများကြီးလေးလာခွဲရလိုက်ပါတယ်သူဒီ grinder ကိုသူ လိုအသက်သွင်းလိုက်လဲပြီးလို့ရှိရင်အဲသူ့ဘာသာသူရှိနေတဲ့အဲ့ grinder ပုံမှာပေါ့နော်လူတွေနှမျောလာအောင်ပြီးလို့ရှိရင်ဒီ grinder တစ်ခုဖြစ်လာအောင်အသက်ဝင်လာအောင်ပြီးတော့ဟာတာဇာယုတ်လည်းဖြစ်တဲ့ခါကျပို့ပြီးခက်ခဲတယ်ပို့ပြီးလည်းပြဇာဖြစ်တဲ့အတွက်ကြောင့်မို့ over ID ပို့လို့ရတယ်ဆိုသူဘလိုလုတ်ခဲ့လဲသူဘလိုအသက်သွင်းခဲ့လဲသူဘလို ID နေလောက်သွားလဲပေါ့နော်အများကြီးလေးလာခွဲရလိုက်ပါတယ်အမ်ဘယ်လိုပြောမလဲအများအားဖြစ်ကပေါ့နော်နှုတ်ပြန်လောကထဲမှာဆိုလို့ရှိရင်တိုင်းသူတိုင်းရင်းသားတွေကပို့ပြီးအောင်မြင်နေပေါ့နော်ဦးနေတိုးဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲမချူးဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲဆိုတော့ um ကိုကိုလဲကြလို့ရှိရင်လည်းအဲ့လိုမျိုးစ조사ခွက်လေးရပြီးတော့အောင်မြင်ချင်ပါရဲ့အမ်ဒါဆိုတော့တရားမပါခဲ့ဘူးသူတို့ကတော့ TV ကနေကြည့်နေမယ်လို့တော့ထင်ပါရဲ့လာကြည့်စစ်ချင်းလားဆိုတော့ um အများကြီးလာကြည့်စစ်ချင်တာပေါ့ဒါပေမဲ့အများတိုင်းကြောခဏခဏပြောနေတဲ့အချိန်မှာကြောဒီမှာဆိုလို့ရှိရင်ကိုဘတော့ကိုအဆဆုံးလို့ရတယ်ရွှေချိုးပြိုင်တော့လည်းအကုန်လုံးဆဆုံးမဲ့လုပ်ခဲ့တယ်အဲ့တော့တခါလေးကြောင့်ရှင်နေနဲ့အားငယ်တဲ့စိတ်တော့ဖြစ်တာပေါ့နော်ဆိုတော့သူများရဲ့မှာနောက်ကနေပြီးတော့အမေတွေလိုက်နေတယ်မိသားစုတွေလိုက်နေတဲ့အချိန်မှာအော်ကိုကတော့ တကောဘိန်းနာမှာရှိရဲ့လူတွေနဲ့ကိုရခင်တဲ့သူတွေနဲ့အိုကေအဆင်ပြေမလားအဲ့လိုတို့ဘိန်းနာနေပြောတို့တဖောက်ဖောက်ပြောတယ်ကိုဘာလို့အချက်ရှိလဲဘာများလွဲနေတခါကြလို့ရှိရင်လဲကိုမသိလိုက်ပဲနဲ့လွဲမားလိုက်တဲ့ဟာလေးရှိရပါတော့ကိုကတော့ကိုကိုသတိထားမိမှာမဟုတ်ဘူးဒါပေမဲ့ဘေးကလူတွေကသိနေတဲ့ခါကြလို့ရှိရင်ဘာတွေလုပ်ရမလဲဘာတွေပြင်ဆင်ရမလဲပြီးလို့ရှိရင်ဘာတွေလိုအပ်လဲဆိုတာတို့ကပြောပြပေးရပါတော့တို့ပြောပြပေးတဲ့ဟာလိုက်နားထောင်ပြီးတော့တို့ comment လေးတွေကိုကိုကပြန်ပြောင်းလဲပြီးရောမှာ ကားအောင်ပို့ပြီးတော့စူးစမ်းရတာအများကြီးတော့တွေးမိပါရဲ့ဒါပေမဲ့သူတို့ဘက်ကနေတော့အဲအဲ့လိုမျိုးတော့ရှိမယ်လို့တော့မျောလိုက်ပါတယ်အများကြီးပါပဲဆိုတော့အဓိကတော့တခါကြစိတ်မကောင်းဖြစ်တဲ့ခါတော့ရှိရပါတော့ဆိုတော့တခါကြရင်ကိုသူများဘိန်းနားမှာကြည်လိုက်လို့ရှိရင်အမေပါမယ်အမကြီးပါမယ်အဲပြီးလို့ရှိရင်သူတို့အိမ်ကလူတွေပါတယ်အဲသူဆိုရင်ကိုလို့ရှိရင်အဲ့လိုမျိုးအစအဆုံးကိုလိုက်လို့နေတဲ့အချိန်မှာသူတို့ကလိုက်လို့ဆရာမလို့အဲသူတို့ဘိန်းနားမှာအမေရှိရဲ့အင်းကြီးပုံစံဆိုလို့ရှိရင်လည်းကိုဆိုလို့ရှိရင်ပိတ်ဆဆိုင်သွားရတယ်ပိတ်ဆသွားရွေးရတယ်ကိုဒီဇိုင်နာအဲ့ရတယ်အဲ့လိုမျိုးအစအဆုံးပေါ့နော်ကိုက ို့ကိုအစားဆုံးလုံးနေတဲ့အချိန်မှာသူကဘာမှလုပ်ဆရာမလို့အမေစီစဉ်ပေးတယ်အမရေစီစဉ်ပေးတယ်ဆိုတော့တခါကျရင်အများကြီးအားကြမိတာတော့ရှိပါတယ်ဒါပေမဲ့အဲ့လိုမရှိဘူးဆိုပြီးတော့လိုက်ပြီးအားငယ်နေလို့မရဘူးလေနော်အဆင်ပြေသလိုပဲသွားရတယ်ပြီးတော့ကိုကိုကိုအဲ့လိုမျိုးသွားရတဲ့တကြောင်မလို့သူများရင်မတီးရဲ့ shoot out တွေသူများရင်မတီးတဲ့အရာတွေပေါ့နော်ပို့ပြီးတော့တီးရဲ့ဆိုတော့ကိုကိုပို့ပြီးအောက်တက်ကြည်လို့တော့ခံစားရပါတယ်ကိုကိုကိုတော့အများကြီးတန်မာနေလို့တော့မထင်ဘူးအဓိကဘေးကပတ်ဝန်းကျင်ကနေပြီးတော့ပြောတဲ့ comment လေးပေါ့နော် positive vibe လေးတွေယူပြီးတော့အကောင်းဆုံးစူးစမ်းနေပါတယ်လို့အဲ့ကြောက်လည်း အားကြီးချစ်ပေးကြပါအောင်လို့ပြောချင်ပါတယ်ဆိုရှင်ကျော်ဘိမ့်မှာလည်းပေါ့နော်ကျော်ညာလေးရိုက်နေရယ်ရန်ကုန်မှာဆိုလို့ရှိရင်ပေါ့နော်ဆပြီးတော့အခုဆိုရှင်ပြားစာလေးတခု train ထားရယ်ပေါ့နော်ထပ်ပြီးတော့ series လေးရရိုက်ချင်ပါတယ်အဲအဲ့လိုမျိုးလည်းရှိမယ်လို့တော့မျှော်လင့်ပါတယ်ဟုတ်ဘိမ့်မှာဆိုလို့ရှင်တော့အခုရွှေကျော်ညာလေးရိုက်ထားပေါ့နော်နောက်ပြီးတော့ကျော်ညာနှစ်ခုသုံးခုကလည်းကျော်လာချိတ်ထားတယ်အဲဒီလထဲမှာတော့ကျော်ရန်ကုန်မှာနေဦးမှာဆိုတော့ပြန်ဖြစ်သေးမှာတော့မဟုတ်ဘူးဒါပေမဲ့နောက်လထဲမှာပြန်ဖြစ်ဖို့ရှိပါတယ်ဘိမ့်နဲ့ရန်ကုန်နဲ့အဲ့လိုမျိုးသွားနေရဆိုတော့နေရောပေါ့နော် စိတ်ကနှခွဖြစ်နေရမျိုးရှိရဲ့ဒီဘက်မှာရန်ကုန်မှာလည်းလှုပ်ချင်တယ်ဘိတ်မှာလည်းလှုပ်ချင်တယ်အဲ့လိုမျိုးရှိပါတယ်အော်ကျတော့ဘိတ်မှာ10တန်းအထိအဲဘိတ်မှာ10တန်းအထိနေခဲ့啊10တန်းပြီးတော့မှ ရန်ကုန်ရောက်လာတယ်ဆိုတော့ရန်ကုန်မှာလည်းအများကြီးမနေခဲ့ဘူးကျွန်တော်ကနားမလည်ဘူးဆိုလို့ရှိရင်ရန်ကုန်စကားပိုနားမလည်ဘိတ်ကစကားကကိုနဲ့အရန်ရင်းနေတယ်ပြီးတော့ကိုကခဏခဏသွားနေတဲ့အတွက်ကြောင့်မလို့ပြီးတော့၁၀တန်းထိလည်းနေခဲ့ရဆိုတော့ဘိတ်စကားကတော့ပို့ပြီးတော့ကြောက်တွေကျွမ်းတယ်ပေါ့နော်ဘိတ်စကားနဲ့ရန်ကုန်စကားပြောရဘယ်ဟာပို့ကျွမ်းလဲလို့ပြောလို့ရှိရင်ဘိတ်စကားပို့ကျွမ်းတယ်ရန်ကုန်စကားကြောင့်နည်းနည်းတော့ကြောက်တက်တော့ခက်ခက်လေးရှိပါတယ်ဟာစူးစမ်းရတာပေါ့နော်အဲ့လိုအရင်ကဆိုလို့ရှိရင်စကားမပီလို့ဆိုပြီးတော့ကိုဓာတ်ပုံကြီးနဲ့အောက်မှာစကားလည်းမပီဘူးနော်ဆိုပြီးတော့အဲ့လိုမျိုးအတင်ခံရတာရှိတယ်အဲကိုကမိုက်နဲ့အပေါ်မှာမိုက်ကြီးနဲ့စိတ်ပေါ်မှာပြော ောနေတဲ့အချိန်မှာအောက်ကနေကိုတက်ပုံလေးရိုက်ပြီးလို့ရှိရင်စကားလည်းမပီဘူးဆိုပြီးအဲ့လိုတက်ပုံလေးနဲ့ page မှာ throw ရမယ်အဲ့လိုမျိုးလည်းခံရရဆိုတော့အမ်ကိုအဲ့လိုမျိုးမဖြစ်အောင်ပေါ့နော်ကိုရဲ့အားနဲ့ချက်လေးပြင်းပြင်းနဲ့ပြင်ရတာပေါ့ဟုတ်ပြောခဏခဏပြောနေကြတဲ့အတိုင်းပဲခဏခဏပြောနေကြတဲ့အတိုင်းပဲအဲ့ကျောခုဆိုပါပေါ့နော်ဘိမရောရာကုန်မရောနောက်ခုလည်းစူးစမ်းနေရဘိရနေပြီဆိုတော့ကျောချေပြရဆိုတော့အဲ့ကျောညာလေးအများကြီးလာအားတဲ့တကယ်ကျေးဇူးတင်ပါတယ်အခုရာကုန်မပေါ့နော်အလုံးလေးအများကြီးလုံနေပါတယ်ပြီဆိုဘိမလည်း ်ထားပြလာတော့ပါမယ်ဘယ်ကပရိသတ်လေးအားလုံးလည်းအချစ်ပါတယ်အာပြီးတော့ရန်ကုန်ကပေါ့နော်ရန်ကုန်ကကြည်နေရဲ့ကြောချက်ပေးကြတဲ့သူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်လို့ဘယ်ကဘယ်ကပရိသတ်လေးဘယ်ကအမျိုးတွေအားလုံးလည်းကျေးဇူးအတင်အဲ့လို့